ိုင်ပွဲလေးမှာတော့ရိုးရှင်းပြီးရော အပြာရောင်ခလုံးနဲ့အနီရောင်ခလုတ်ပဲရှိပြီးတော့ရွေးချယ်မှုမှားသွားရင်တော့ အသက်တချောင်းခဏလေးတင်ပြောက်ွယ်သွားရမယ်ပြိုင်ပွဲလေးချောင်းဖြစ်ပါတယ်ဇလန်လီရဲ့အဆကိုတော့မျက်လုံးမရှိတော့တဲ့အမျိုးသားတအုပ်နဲ့ရှာပြတ်သွားတဲ့အမျိုးသားတို့ရှိတဲ့နေရာကိုကင်မရာကမှတ်တမ်းတင်ထားပါတယ်စပင်းအဝါရောင်တဲ့အမျိုးသမီးကဂိမ်းကိုရက်ဖို့တောင်းဆိုတဲ့အခါမှာဒိုင်းလူကြီးကနောက်တစ်ဆင့်ကျဒေါ်လာ၁၀တန်းပေးမယ်လို့ကြေညာပါတယ် အဆောင်တွေကကစားသမားတွေရဲ့မိသားစုဝင်တွေကိုခေါ်လာပြီးတော့တကယ်လို့အနီရောင်ခလုတ်ကိုနှိမ့်ရင်ကစားသမားတွေရဲ့မျက်လုံးကိုဆုံးရှုံးရမှာဖြစ်ပြီးတော့အပြာရောင်ခလုတ်ကိုနှိမ့်ရင်တော့ချေးရတဲ့သူတွေကိုဆုံးရှုံးရမှာဖြစ်ပါတယ်ကစားသမားနှစ်ဦးစုံလုံးကအပြာရောင်ခလုတ်ကိုပြိုင်းတူနှိပ်လိုက်တာကြောင့်အဆောင်တွေကမိသားစုဝင်တွေကိုတပ်ပြစ်လိုက်ပါတယ်။ဇလန်လီရဲ့နောက်တစ်ခန်းမှာတော့ဂျိတ်ဆိုတဲ့ကောင်လေးကသူ့ရဲ့ကောင်မလေးနဲ့အတူတူအခြားရေးပါတဲ့မိသားစုတွေကိုခေါ်ပြီးတော့ကျွန်းတဲ့ကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ အဲ့ကားပေါ်မှာတော့အန်ဒီနဲ့သူ့ရဲ့ကောင်မလေးရောပါလာပြီးတော့သူတို့တွေဘီလာကိုရောက်တဲ့အခါမှာဂိမ်းတစ်ခုကနေမနက်ဖြန်12နာရီမှကျင်းပမယ်အစည်းအဝေးကိုတက်ရောက်ဖို့ဂျိမ်းနဲ့အတူတူသူ့ရဲ့အခြေဆုံးတငယ်ချင်းတွေကိုပါဖိတ်ကြားထားတဲ့ message တစ်စောင်ရခဲ့ပါတယ်။ဂျိမ်းရဲ့ကောင်မလေးဟေတာကသူ့ရဲ့ project ကရရှိမယ်ငွေကြေးကိုမေးမြန်းနေပြီးတော့ငွေလွန်နေတာကြောင့်အငင်းကုန်ဖြစ်နေကြပါတယ်။ အခြားခန်းထဲမှာတော့ကိတ်နဲ့အန်တီကငင်းကုန်နေကြပြီးအန်တီကကိတ်ကို သူ့ဘယ်တော့မှလိန်ညာမှာမဟုတ်ဘူးလို့ပြောပြီးတော့ချော့နေခဲ့ပါတယ်။နောက်ရမနေ့မှာတော့အန်တီကအမေဆုံးပြီးကလေးကအနားယူဖို့လိုအပ်နေတဲ့သူ့ရဲ့အဖေကိုကျွန်းပေါ်ကိုဖိတ်ခေါ်ပေးတဲ့အတွက်ဂျိတ်ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။ဒါပေမဲ့ဂျိတ်ကအကိုဖြစ်သူဟင်နရီကိုဖိတ်ချခဲ့တာကိုလည်းအံ့ဩနေခဲ့ပါတယ်။ဂျိတ်ကဟင်နရီရဲ့ပတ်စံနဲ့လောင်ကစားပြဿနာကြောင့်ကိုဟေတာမသိအောင်လှုပ်ဝက်ထားခိုင်းခဲ့ပါတယ်။ ဧတာနဲ့ဂိတ်ကလည်းသူတို့ရဲ့ဆက်ဆံရေးတွေအကြောင်းကိုဆွေးနွေးနေကြပါတယ်။နေ့လယ်မှာတော့ဂျိတ်ကအန်တီကိုလှုပ်ဝက်အစည်းအဝေးကိုလာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဝန်ထမ်းတွေကသူတို့လာတဲ့လမ်းတစ်လျှောက်မှာစောင့်ဆိုင်နေကြပြီးတော့ဂျိတ်ကသူကစားနေကြဖြစ်တဲ့ကစားပွဲကနေဒီခီးစဉ်ကိုရခဲ့ကြောင်းရှင်းပြပါတယ်။ပြီးတော့ဒီခီးစဉ်မှာပဲသူနဲ့အတူတူကစားဖို့လူတအုပ်လိုအပ်ပြီးတော့စူဂျေးကတော့ဒေါ်လာတန်း20လို့ပြောလိုက်တာကြောင့်အန်တီကစိတ်ဝင်စားသွားပါတယ်။ ကစားပွဲတင်ဆက်တဲ့သူကတော့ဂိမ်းအဆုံးအထိကစားဖို့နဲ့ကစားပွဲကိုရပ်တန့်ဖို့အတွက်လွယ်လွယ်ကူကူမဖြစ်နိုင်ဘူးလို့တေချာရှင်းပြနေခဲ့ပါတယ်။အန်ဒီကတော့တုံလို့ခြောက်ချပြီးတော့ထွက်သွားခြင်းပေမဲ့ဂျိတ်ကတင်ဆက်သူကိုသူတို့ကစားမယ်လို့အသိပေးလိုက်ပါတယ်။တင်ဆက်သူကတော့ပထမအကြော့မှာအနီရဲ့ကင်းချောင်းရှင်းပြပြီးတော့ဆက်ပြေးမရှင်းပြခြင်းတော့နားခွင့်ရှိတယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ဂျိတ်နဲ့အန်တီကမနေ့ကနေရာကိုပြန်ရောက်လာပြီးတော့တင်ဆက်သူကခြံရဲ့အနောက်မှာရှိတဲ့ဥယျာဉ်တစ်ခုစီကိုခေါ်သွားခဲ့ပါတယ် ကစားသမားတွေကိုတော့တယောက်နဲ့တယောက်အပေါ်ပိုင်းကိုသာမြင်နိုင်တဲ့အလဲမှာပိုင်းခြားထားတဲ့ဇပွဲတစ်ပွဲမှာထိုင်ခိုင်းလိုက်ပါတယ်။ပြီးရနဲ့အော့အော်တန်းဆိုတဲ့ဂိမ်းအကြောင်းကိုအစားရှင်းပြပါတယ်။ကစားသမားတွေကတော့မိကုန်းတွေကိုတေချာစဉ်းစားပြီးတော့ကစားသမားတွေကသူတို့ရဲ့မိကုန်းတွေအတွက်အပြာရောင်နဲ့အနီရောင်ခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်။မဲပေးတာမတိုင်ခင်မှာမိနစ်အနည်းငယ်ရခဲ့ပြီးတော့အဲ့ဒီအချိန်တွင်းမှာတယောက်နဲ့တယောက်တိုင်ပင်လို့ကြပါတယ်။ပထမအချိန်မှာစွန့်စားမှုကင်းရှင်းတာကြောင့်စုချင်းဝေကဒေါ်လာ1000ပဲရရှိမှာဖြစ်ပါတယ်။ တကယ်လို့မတူညီတဲ့ခလုတ်ကိုနှိပ်မိရင်တော့အပြာရောင်ကစားသမားကပတ်စံအကုန်ရမှာဖြစ်ပြီးတော့အနီရောင်ကစားသမားကအဲ့ဒီငွေကြေးအတွက်အပြစ်ဒဏ်ခံရမှာပါနှစ်ယောက်လုံးကအနီးကိုရွေးချယ်ခဲ့ရင်တော့နှစ်ယောက်လုံးကဒေါ်လာ1000ကိုအညီအမျှခွဲဝေရမှာဖြစ်ပါတယ်။ဂျိန်းနဲ့အန်တီတို့ကအနီးရောင်ကိုရွေးချယ်ဖို့သဘောတူညီကြပေမဲ့အန်တီကဂျိတ်ကတိမတီမာကိုစိုးရိမ်နေခဲ့ပါတယ်။အဲဒါကြောင့်နှစ်ယောက်သားငင်းကုန်ကြပြီးတော့အချိန်ပြည့်တဲ့အခါမှာနှစ်ယောက်စလုံးကအနီးရောင်ကိုရွေးချယ်ခဲ့ကြပါတယ်။ တင်ဆက်သူကတော့သူတို့ရဲ့ပတ်စံတွေကိုကိုပိုင်အကောင့်တွေထဲကိုလွှဲပေးပြီးတော့ဆက်ကစားမလားဒီနေရာရက်တက်မလားဆိုတာကိုရွေးခိုင်းခဲ့ပါတယ်။တကယ်လို့ဆက်ကစားမယ်ဆိုရင်တော့သဘောတူစာချုပ်ချုပ်ဆိုရမှာမလို့အန်ဒီကထပ်သွားခြင်းပေမဲ့ဂျိတ်ကတော့ဆက်ကစားဖို့တားဆူးနေပါတယ်။နောက်တစ်ဆင့်အတွက်သူချင်းဝေကဒေါ်လာ3သိန်းဖြစ်တာမို့လို့ဂျိတ်ကအယမ်းမမောနေပြီးတော့တင်ဆက်သူကတကယ်လို့မကစားခဲ့ရင်ပတ်စံတွေဆုံးရှုံးရမလို့တေချာလေးစဉ်းစားခိုင်းနေပါတယ်။ ဂျိန်းနဲ့အန်တီကငင်းကုန်နေပြီးတော့နောက်ဆုံးမှာဂျိတ်ကအန်တီရဲ့အဖေကိုခီးစဉ်ကိုခေါ်ခဲ့တာနဲ့ပတ်သက်ပြီးတော့အကြက်ကင်ပြီးကစားဖို့စီယုံခဲ့ပါတယ်။နှစ်ယောက်စလုံးကကစားပွဲစီပြန်လာတဲ့အခါဝန်ထမ်းတွေကသူတို့ရဲ့ဖုန်းတွေ၊နိုင်တွေကိုယူသွားကြပါတယ်။အဲ့နောက်တော့ဂျိန်းနဲ့အန်တီတို့ရဲ့ရှေ့မှာယောမခိကလိုမျိုးလက်ချောင်းတွေကိုဖမ်းချုပ်တဲ့ကိရိယာတွေကြလာပါတယ်။ဒီတတုတွေကသူတို့ထင်ထားတာတန်းပုံမတင်ကြံ့နေပြီးအန်တီကကြောက်လန့်နေပြီမဲ့ဂျိန်းကတော့ပျော်ရွှင်နေပါတယ်။ ဆက်ပြီးတော့တင်ဆက်သူကဒီပွဲမှာဒေါ်လာတသိန်းရမှာလို့ကြေညာပြီးတော့နှစ်ယောက်စလုံးကအနီရောင်ခလုတ်ကိုနှိပ်ရင်ဒေါ်လာတသိန်းကိုအငြိမ်းများရမှာဖြစ်ပေမဲ့လက်တချောင်းစီဖြတ်တော့ခံရမှာလို့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့မတူညီတဲ့ခလုတ်ကိုနှိပ်မိရင်တော့အပြာနှိပ်တဲ့သူကပတ်စံတွေအကုန်ကိုရမယ့်ပြင်လက်ချောင်းတွေကိုနှက်ကိုအတိုင်းအထားခံရမှာပါ။အနီရောင်ကစားသမားကတော့အပြာရောင်ကိုစားလက်ချောင်းတွေကိုဖြတ်တော့ခံရမှာဖြစ်ပါတယ်။နှစ်ယောက်လုံးကအပြာကိုနှိပ်ရင်တော့နှစ်ယောက်စလုံးရဲ့လက်တစ်ခုလုံးဆုံးရှုံးသွားပါလိမ့်မယ်။ ဝန်ထမ်းတွေကကစားသမားတွေကိုဆွေးနွေးဖို့အချိန်ပေးခဲ့ပြီးတော့အန်တီကကြောင်းလန့်ပြီးတော့နှုတ်ထွက်ခြင်းပေမဲ့သူ့ရဲ့လက်ကထင်းချုပ်ခံထားရပါတယ်။တင်ဆက်သူက သဘောတူစာချုပ်အကြောင်းအန်တီကိုတတိပေးနေခဲ့ပြီးတော့ဂျိတ်ကလည်းဒါဟာ TV အစီအစဉ်တတ်တတ်မလို့စိတ်အေးထားဖို့ပြောခဲ့ပါတယ်။အန်တီကဒီနေရာကိုဘယ်သူမှမသိတဲ့အပြင်ရိုက်ကူးရေးကင်မရာတွေလည်းမရှိဘူးလို့ညင်းဆိုတာကြောင့်တယောက်နဲ့တယောက်အငင်းခုန်တွေစဖြစ်လာကြပါတယ်။ အချိန်လေးဆက်ပြီးမလို့တင်ဆက်သူကခလုတ်ကိုနှိပ်ဖို့တတိပေးတဲ့အခါမှာဂျိမ်းနဲ့အန်တီကအနီရောင်ခလုတ်ကိုနှိပ်ဖို့သဘောတူခဲ့ပေမဲ့ဂျိတ်ကအပြာရောင်ခလုတ်ကိုနှိပ်လိုက်ပါတယ်။ဒါကြောင့်ပတ်စံတွေအကုန်လုံးကဂျိမ်းရဲ့အကောင့်ထဲကိုဝင်သွားခဲ့ပြီးတော့အန်တီရဲ့လက်ကိုတော့ဖျက်တောက်လိုက်ကြပါတယ်။ပြစ်ဒဏ်ကအစစ်မှန်ဖြစ်တာကြောင့်ဂျိတ်တဲ့ရောက်တကယ်လှန့်သွားပြီးတော့အန်တီကိုလည်းပြက်တောက်သွားတဲ့လက်ကိုပြန်ပြီးတော့ကုသပေးမယ်လို့အာမခံခဲ့ပါတယ်။ အန်ဒီကဒေါသတကြီးဂျိတ်ကိုစူပူနေတာကြောင့်သူကအတုရောင်ရှိုးလို့ထင်ခဲ့တာကြောင့်ဒီလိုလုပ်ခဲ့တာပါလို့တောင်းပန်လိုက်ပါတယ်။တင်ဆက်သူကသူတို့ကိုလိလူရှူပြီးတဲ့နောက်တဆင့်ကိုတက်ဖို့ဒေါ်လာ9သိန်းထိရမယ်လို့ပြောခဲ့ပါတယ်။စင်းမြင့်တွေကခုနှစ်တုန်းကလိုတူတူပဲဖြစ်ပေမဲ့ပြစ်တံကလည်းပို့ပြီးတော့ကျမ်းမယ်လို့ပါသတိပေးခဲ့ပါတယ်။ဂျိတ်ကလည်းစိတ်ဆိုးနေပြီဖြစ်ပေမဲ့ဂိန်းကတော့ထွက်ခွင့်မရခဲ့ပါဘူး။သူတို့ကအယောင်များနဲ့ပတ်သက်ပြီးတော့စတင်ငင်းကုန်ချပြီး အန်ဒီကသူ့ရဲ့ project အတွက်ငွေကိုလိုချင်နေတာကြောင့်အပြာရောင်ကိုနှိပ်ဖို့စဉ်းစားနေမှတည်တဲ့အခါမှာအန်ဒီကပို့ပြီးတော့ဒေါသထွက်လာပါတယ်။အန်ဒီရဲ့မိခင်ကအခြားသူတွေကိုမပြောမီ6လအလိုကလေးကကင်းစားယောဂရှိနေကြောင်းချိတ်ကထုတ်ဖော်ပြောပြလိုက်ပါတယ်။သူမကလည်းဘသူ့ကိုမှမပြောခိုင်းတာကြောင့်အခြားလူတွေမသိအောင်ချိတ်ကဖုံးကွယ်ထားပြီးတော့ဆေးရုံကိုလည်းချိတ်ကကူညီပြီးပံ့ပိုးနေတာကြောင့်ချိတ်ကဒါကကိုကျိုးမဖက်တဲ့လုပ်ရည်လို့ထင်နေပါတယ်။ အရာရှိကအဲ့ဒီချိန်မှာအချင်းကုန်သွားပြီလို့ကြေညာပြီးတော့ကစားသမားတွေကိုပဲမဲပေးခိုင်းခဲ့ပါတယ်။ရံပြင်းနေတဲ့တငယ်ချင်းနှစ်ယောက်ကချက်ချင်းပဲအနီရောင်ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာနှစ်ယောက်စလုံးရဲ့လက်တွေပြတ်တောက်သွားကြပါတယ်။အန်ဒီရဲ့လက်တစ်ချောင်းကပြတ်တောက်သွားပြီးတော့ပြတ်တောက်သွားတဲ့လက်ကိုအန်ဒီကအိတ်ထဲထဲသိမ်းထားပါတယ်။ပြုတ်ကျသွားတဲ့မင်္ဂလာလက်စွပ်ကိုအခြားလက်မှာပြောင်းစွလိုက်ပြီးတော့တင်ဆက်သူကနောက်တစ်ဆင့်အတွက်ဒေါ်လာတစ်သန်းနဲ့အတူဟင်နရီနဲ့ဆမ်မြူရယ်ကိုထုတ်ပြလိုက်ပါတယ်။ ဒီပွဲမှာနေအောင်စလုံးကအနီရောင်ကလပ်ကိုနှိပ်ရင်ပက်ဆန်ကိုအညီများခွဲပြီးတော့သူတို့ချရတဲ့လူတွေကမျက်လုံးတွေကိုဖောက်ပြလိုက်မှဖြစ်ပြီးအကြောင်းမတူဘဲနှိပ်မိရင်တော့အပြာရောင်နှိပ်တဲ့သူကပက်ဆန်တွေရမှဖြစ်ပြီးတော့အနီရောင်ကအပြစ်ဒဏ်ခံရမှဖြစ်ပါတယ်။ဂျိန်းနဲ့အန်တီကဘာဆက်လို့ရမလဲမသိတာကြောင့်မျက်လုံးကန်းတာကတီတာလောက်မစိုးဘူးလို့ပြောတာကြောင့်တင်ဆက်သူကဘေးလူတွေနဲ့စကားပြပြောပါတယ်။ဆမ်မြူရယ်ကသူ့ရဲ့အချင်းတွေကိုညှင်းညူပြီးတော့အန်တီကတော့သူ့ကိုချစ်တယ်လို့ပြန်ပြောပါတယ်။ ဟင်နရီကသူလက်တော်တော်မှာမလို့မျက်လုံးမြင်ရမှဖြစ်မယ်လို့ပြောတာမို့လို့ဂျိတ်ကဒါဟာကောင်းတဲ့အချက်လို့ထင်သွားပြီးတော့အနီးနှိပ်ဖို့သဘောတူလိုက်ပါတယ်။သူတို့ကအချိန်ပြည့်တဲ့အခါမှာတယောက်နဲ့တယောက်ကသစ္စာဖောက်မယ်လို့ထင်တာကြောင့်အပြာကိုစီကိုနှိပ်လိုက်ပါတယ်။အဆောင်တွေကဆမ်မြူနယ်နဲ့ဟင်နရီကိုခေါင်းကိုပြစ်လိုက်ပါတယ်။ပြီးတော့အလောင်းတွေကိုဖယ်ရှားပြီးတော့ကိန်းနဲ့ဟီတာတို့ကိုနောက်တစ်ချိန် round အတွက်ခေါ်လိုက်ပါတယ်။ခုနကလိုပဲအနီးကောင်းရွေးချယ်ပါက မျှဝေဖို့ဒေါ်လာ5တန်ရရှိမှာလို့ပြောပြီးတော့အမျိုးသမီးတွေရဲ့ရှာကိုဖျက်ပြစ်မယ်လို့ပြောလိုက်ပါတယ်။အခြားစည်းမျဉ်းတွေကတော့အရင်ကအတိုင်းတူတူပဲဖြစ်ပြီးတော့တခုရွေးချယ်တာနဲ့လူနှစ်ဦးတည်ဆုံးမှာဖြစ်ပါတယ်။အန်ဒီကာဂိတ်ကိုတောင်းပန်ပြီးတော့ချစ်တယ်လို့ပြောပြီးပြဿနာတွေကိုအတူတူကျော်ဖြတ်မယ်လို့ပြောလိုက်ပါတယ်။ဟေတာကသူ့လက်ရောက်တဲ့အခါမှာသူမမှာကိုဝင်ရှိနေကြောင်းပြောပေမဲ့တင်ဆက်သူကထွက်သွားခွင့်မပေးပါဘူး။ ိန်းနဲ့အန်တီကအနီရောင်ရွေးမယ်လို့ပြောပေမဲ့ဂျိတ်ကအပြာကိုမဲပေးတဲ့အချိန်မှာကိတ်ကချက်ချင်းပဲအသက်ခံလိုက်ရပါတယ်။အန်တီကငိုနေခဲ့ပြီးတော့အခုမှတွေ့တဲ့မင်းကလေးတယောက်အတွက်ဂျိတ်ကတစ္ဆာဖောက်ခဲ့တာကိုမယုံကြည်ဘူးအပြစ်တင်နေခဲ့ပါတယ်။ဂျိတ်ကအန်တီနဲ့ကိတ်ကမဟုတ်လေအဆင်ပြေတဲ့ဆက်ဆံရေးမဟုတ်တာမို့လို့ပြီးဆုံးလူနေပါရှိနေကြောင်းထောက်ပြခဲ့ပါတယ်။တင်ဆက်သူကနောက်ထပ်ဧည့်သည်တွေရှိမှမဟုတ်တော့ဘူးလို့ပြောတဲ့အခါမှာအန်တီကဂျိတ်ကိုတတွင်းနဲ့ထွေးပြီးရွှန်ရှာချောင်းပြသလိုက်ပါတယ်။ ။နောက်တစ်ရောင်းကဒေါ်လာ10တန်းတန်ဖြစ်ပါတယ်။အနည်းအားခလုံးနှစ်ခုဆိုရင် သူတို့ကို မျှဝေဖို့ပတ်စံတွေအကုန်ရမှာဖြစ်ပြီးတော့မျက်လုံးကို အကျော်ပေးရမှာပါ။အပြခလုတ်ကတော့နှစ်ယောက်လုံးကိုတည်စေနိုင်တဲ့ဒီဆိုးရွားပြီးတော့အန်တီကသူ့စီမှာမမောစီရဘာမှမကျန်တော့တာကြောင့်အပြကိုနှိပ်တယ်လို့ပြောလိုက်ပါတယ်။အန်အောနေတဲ့အန်တီကဒီဂိတ်နောက်ွယ်ကလူတွေကဘလို့ပဲဖြစ်ဖြစ် သူတို့ကိုထွက်သွားခွင့်မပေးဘူးလို့ပြောပြီးတော့နှစ်ယောက်လုံးအနီရောင်ကိုနှိပ်လိုက်ပါတယ်။ တကယ်တော့အန်ဒီကဂျေးရဲ့တစ္ဆာဖောက်တာကနေရှောင်ပိုလက်ွက်တုံးခဲ့တာဖြစ်တာကြောင့်ပက်ဆန်တွေဝင်လာပြီးအဆောင်တွေကတတ်ထုချောင်းတွေနဲ့မျက်လုံးကိုမီရှို့လိုက်ပါတယ်။သူတို့ကနာကျင်စွာအော်နေကြပြီးတော့နောက်ဆုံးအချီမှာဒေါ်လာတန်း20တန်းဖြစ်ပြီးတော့ဟေတာကိုပြန်ခေါ်ပါတယ်။ဒီပွဲမှာဟေတာကလည်းမဲပေးဝင်ရှိပြီးတော့နှစ်ယောက်လုံးကအနီရန်ကိုရွေးရင်ပက်ဆန်ရပါမယ်မျက်လုံးကမ်းမှဖြစ်ပြီးတော့အပြာကိုပြိုင်လို့နှဲ့ရင်တော့နှစ်ယောက်စလုံးကသေးမှာပါ။ ကိတ်ကိုဆုံးရှုံးထားတဲ့အန်တီကအပြာကိုရွေးဖို့စိတ်ကူးထားပေမဲ့ဟေတာကတစ္ဆာဖောက်ပြီးတော့ကြိတ်ကိုတတ်ဖို့မဲပေးလိုက်ပါတယ်တကယ်တော့ဟေတာဟာကိုဝင်ရှိတယ်ဆိုတာလင်ညာထားတာဖြစ်ပြီးတော့ဂျိတ်ကိုအစောခရေကအကျင့်တွေမကြိုက်တာကြောင့်အစိမ့်ပြန်နေတာပါဟေတာရဲ့ရွေးချယ်မှုကြောင့်ဂျိတ်ရောအန်တီပါတည်ဆုံသွားပြီးတော့တကယ်တော့ကစားပွဲကအစောပိုင်းခရေကစတင်ခဲ့ပြီးကစားပွဲရဲ့စီစဉ်သူကတော့ဟေတာကိုယ်တိုင်ပဲဖြစ်နေပါတယ်ဟုတ်ကဲ့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်